ချက်ချင်းခတ်ခါလိုက်ရတယ်ဂျယ်ရီအခန်းခေါ်အကိုတို့ဒီမှာအလုပ်လုပ်ရတာအဆင်ပြေလားအေးဟာနို့တော့အခန်းထဲတွင်ကျွန်တော်တို့ရှိတလားမရှိရှိတလားမရှိတရှိကလေးဟာရောင်းနေပြီဒီကိုကျော်ကြီးတို့ကိုအလုပ်ချိန်နေမေးရသည်ကိုကျော်ကြီးဆိုသူကမှုံကုတ်ကုတ်နေမှဖြစ်သည်သို့တော့သူကပညာတတ်ပွဲရ လူကိုတော့ခင်တတ်ပုံရသည် စကားပြောရင်ကိုရကြီးလားငယ်လားမသိ၍ကျွန်တော်ဟုတ်ပင်သုံးတတ်သည်အောင်မြင့်နေတော့กว่าသည်အောင်မြင့်ကလူပေါ်လူစွာလှုပ်တတ်သည်ကိုကျော်ကြီးအောင်မြင့်နဲ့အောင်ထီးကကျွန်တော်တို့ရင်ရောက်နေကြတယ်များဖြစ်သည်ထို့ကြောင့်လေအလौ့ချီနေတိခောက်ခြင်းဖြစ်သည် ပုံမှန်လည်းလည်းပြောရမှာမပြေဘူးမပြေဘူးဆိုတာကလာစားကဘယ်လောက်ရမယ်လို့လည်းမသိရဘူးပြီးမှမပြေဘူးလည်းမသိရဘူးရှိကလူတွေတော့မရဘူးကြတာပဲခင်ဗျားတို့စိတ်ပြောင်းပြောတာမဟုတ်ဘူးကိုကျော်ကြီးကသူ့ဂရင်မော်ထိုင် ရှင်းပြသည်စိတ်အလိုမကျသည့်မျက်နှာမျိုးလည်းဖြစ်သည်မေးမိပြီးမှကျွန်တော်လဲမှားပြီနောက်နာရမည်သည်မမေးမထားရင်စိတ်ပူစရာမရှိ ယခုတော့စိုးရင်စရာအကြောင်းကိစ္စများကမက်ဆေ့ချ်ရောက်လာသည်အလုံးမဝင်ခင်ကြိုးသိထားသောကြောင့်နောက်ဆုတ်တင်လင်နောက်ဆုတ်မီဆိုတော့လဲလွန်သွားပြီဖြစ်သည်ရှေ့မတိုးသာနောက်ဆုတ်မရပင်ဖြစ်နေနေသည်မဟုတ်ပြည်တယ်အဲ့လိုလျှောက်ပြောနေတာကြောက်ပြောမယ်လှုပ်ကြည့်လိုက်လှုပ်ကြည့်လိုက်ဆိုတာလာစားမပေးပဲနေကြည့်လိုက်အစတော့ကငါတို့ပဲရှိတော့မြန်မာကနည်းနည်းလေး ပြန်မလန်ရဲ့အခုတော့အင်အားတောင်းလာပြီဘာမှကြောက်စရာမလိုတော့တရုတ်ကောင်တွေကတကယ်လို့ငကြောက်တွေပြန်မလို့ရဲ့တကယ်အောင်မြင့်ကစကားဝင်ဖြတ်သည်မသိလျင်တကယ်လို့တော့မီဆရာကြီးလီတန်မျိုးဖြစ်သည်ကျွန်တော်တို့လိုရောက်ခါစမနှူးမနှက်လေးတွေခင်ဗျာရင်တထိတ်ထိတ်ရှိလာသည်အောင်မြင့်နေကိုကျော်ကြီးကတရုတ်တွင်နေစကားများစဉ် ဇဝဲကုံကိုလက်သီးပြန်ထိုး၍ပွိုင်းချမ်းခဲ့သည့်အကြောင်းတယောက်တရုတ်အယောက်40ကျော်ရှေ့ပင်မတိုးရကြအောင်ကြောင်းပြောပြီးကျင်းတ်နေကြသည်ကျွန်တော်စိတ်ထဲတွင်တော့ကိုကျော်ကြီးပြောသလိုလာစားမပေးလင်ဆိုသည့်ကိစ္စကြီးကိုတွေးနေမိသည်ဒီကိစ္စအရေးကြီးသည်အလုံးမစင်းငင်ကလေးရာဆွေးနွေးရမည်ဒီတိုင်းနေရတော့မဖြစ်ကိုကျော်ကြီးကကျွန်တော်တို့မလာခင်ကလေးက လာစားကိစ္စစိတ်ပူနေရရှိသည်ကျွန်တော်တို့လာတော့အားတက်သွားပုံလည်းရသည်လာစားကိစ္စပဲဆွေးနွေးခြင်းနေသည်ငါညီကိုပွဲစားဘူးသူလေကျွန်တော်ကပွဲစားနိုင်ပြီပြောပြလိုက်သည်ငါတို့ကမနှွေနာမည်လွဲပါအဲ့ဒီကောင်မခေါ်လို့ရောက်လာတာငါတို့၃ယောက်စလုံးသူခေါ်လို့လာကြတာ ငါရဲ့အောင်မြင့်ရဲ့ဟိုကောင်အောင်ထေးရဲ့အခုအဲ့ဒီကောင်မကိုလာစားကိစ္စပုံမှန်လင်းလင်းမေးလိုက်မယ်မပေးဘူးဆိုရင်ပြမယ်ကွာကိုကျော်ကြီးကဂရင်စွန်းနဲ့ငုတ်တုတ်ထိုင်ရင်စိတ်ထက်တန်စွာပြောနေသည်ဒီကိစ္စကကျွန်တော်နဲ့ဘာမှမဆိုင်ကျွန်တော်တို့မလာခင်ကလေးကမေးစရာရှိသည်ကိုမေးမြန်ပြီးပြန်စရာရှိသည်ကိုပြန်လည်ရသည် ။ဘာကြောင့်ကျွန်တော်တို့လာပြောနေရတဲ့နေလို့နားမလဲဖြစ်မိသည်။တိုးတော်တစ်ခုတော့ကောင်းသည်။သူမေးလိုက်တော့လည်းကျွန်တော်တို့စိတ်ရှင်းသွားမိဖြစ်သည်။ကိုကျော်ကြီးကကျွန်တော်တို့ရောက်လာပြီးအားရှိသည့်ပုံပြနေသည်။လာစားအဆင်မပြေလင်တကယ်ပြန်ပြီးပုံလည်းဖြစ်သည်။ကျွန်တော်တို့ကလည်းစိတ်ထဲတန်တရားရှိနေသည်။စာချုပ်ချုပ်ပြီးမှလာစားမရဘူးဆိုဒုက္ခရောက်မည်ဆိုရသည်။ကျွန်တော်ကယောက်ျားလေးအိပ်ဆာမရှိ သို့တော်ခင်ဝေသူ့အတွက်ကြည်ရည်ကိုအခန်းထဲကစိတ်ရှုပ်လို့အပြင်းထွက်လာတာကျွန်တော်တို့ဆွေးနွေးသည့်နေရာသို့ခင်ဝေရောက်လာသည်မျက်နှာကလည်းအလိုမကျ၍တကယ်စိတ်ရှုပ်နေပုံရသည်ဘာကိုမြင်ပြီးဘာကြောင့်စိတ်ရှုပ်ရသည်နည်းကျွန်တော်လည်းမသိရခင်ဝေရောက်လာပြီးကိုကျော်ကြီးကစေတုလဆတ်တစ်ဖက်ခန်းနဲ့ထလာသည်ဘာဖြစ်လို့လဲခင်ဝေ အခန်းထဲကကလေးမတွေပေါ့ခင်ဝေတို့ရင်ရောက်နေတဲ့ကလေးမတွေလေအဲ့တို့အိမ်ဝင်ဖုန်းဆိုင်ပြီးတငုံငူတီတီလောက်နေကြလို့ညတွေကကောင်းကောင်းဝင်မရအောင်အင်္ဂလိပ်စာမင်းနဲ့ထားချက်တဲ့သူကကြက်လို့စင်မပြေဘူးအိမ်ပြန်ကျင်တဲ့တကယ်ကဲလို့နေကြတာကိုခင်ဝေတို့အစင်ပြေပါမလားမသိဘူးနော်ခင်ဝေက စိုးရင်ဒီလေတံဖြင့်အားမလို့အားမရပြောနေသည် ခင်ဝေစိုးရင်တလူကျွန်တော်လဲစိတ်ပူနေသည်ကိုတော့ခင်ဝေကို ပြောမပြပြစိုးရင်စိတ်ပြေအောင်သာနှစ်သိမ့်ပေးလိုက်သည်ထို့နောက်ကိုကျော်ကြီးလာစားမေးသည်နာခင်ဝေကိုခေါ်သွားရသည်ကိုကျော်ကြီးကပွဲစားကောင်မလေးကိုတိလို့သည်များမင်းမြနေသည်တစ်ဖက်နဲ့တစ်ဖက်အခြေတင်ပြောတာများကို အတိုင်းသားကြားနေရသည် ကိုကျော်ကြီးကလာစားရမရသိကြအောင်လှက်ပတ်မေးသည် ပွဲစားကောင်မလေးကကိုကျော်ကြီးဝင်ပြန်ငေါက်နေသည်။လာစာကိစ္စသူအာမခံကြောင်းလာစာမပေးဘူးပြောသည်ကောင်ဘသူဘဝဆိုသည်ကိုပင် စိတ်ဆိုးသည့်လေသာမြတ်မင်းနေသည်။ကိုကျော်ကြီးကဘသူဘဝအသာထားလာစာပေးရင်ပြီးကြောင်ပြောဆို၍ဖုန်ချလိုက်ကျွန်တော်တို့အားလုံးလည်းတယောက်နဲ့တယောက်ခေါင်းချင်းရိုက်တိုင်းမြင်ပြီးစကားပြားအမကိုမေးရသည် စကပြန်မကလာစာကိစ္စပူဇော်မလို့ကြောင်းပြောပြသည်ဝိပန်းဤနှင့်ဤဖြူတို့တငယ်ချင်းသုံးယောက်ကလည်းစိတ်ပူဇော်မလို့ကြောင်းပြီးကူပြီးမိဖြစ်ကြောင်းဇွတ်အာမခံ၍သဘောတူနေရသည်ကျွန်တော်နဲ့ခင်ဝင်ကတော့အင်းမလို့အင်းမလို့သို့တော့အများဤသောကြောင့်ဤကိုကျွဲကိုဖလာကြသည်အလုတ်ကညအ 17နာရီဆိုရင်စစင်ရတော့ဖြစ်သည်သို့သောနိဗ္ဗာန်လားငရေလားတခုခုတော့သိကြပါစီ